ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့မဟာနေ audio book channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူကိုပိုင်ရေးသားထားတဲ့ဧည့်သည်ဧည့်စင်းဆိုတဲ့ဇာလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဇာလံလေးကိုတော့2000ပြည့်နှစ်ဧပြီလထုတ်မုတ်ဆိုးတန်နေရာဝတ္ထုပေါင်းချုပ်ဇာလံကနေတင်ဆက်ပေးထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ဇာတ်လမ်းလေးမစတင်ခင်ကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်ပြီးတော့အားပေးခဲ့လို့လည်းမမေ့ပါနဲ့နော်။ဟုတ်ကဲ့ဒါဆိုရင်ပရိသတ်တွေနားစင်မို့တဲ့ဇာတ်လမ်းလေးကိုအခုပဲစတင်ပေးလိုက်တော့မယ်။ပြေးနိုင်မှာအန်နီကလွတ်မှန်မှန်သိနေခြင်းကြောင့်သူဟာအာတုံကွန်ဆိုင်ပြေးနေခြင်းဖြစ်ပါလေ။လွန်စွာမှကြောက်ရွံ့ထိတ်လန့်နေမိလားမသိပြေးလေနှင်းလေလို့ထင်ပါလေ။မြင်းများကြကြပြေးမိတယ်မသိချင်သူကိုနိုင်ကမယ်မသိတော့ချင်ပြေးလန်းကဖြူးနေခြင်းမဟုတ်တာကြောင့်တော်သေးတယ်လို့ ူတွက်လိုက်မိတာကြောင့်လဲတအားတော့တက်မိတယ်။စင်တရင်မြင်းတက်ပြေးတဲ့။စင်လိုက်ခံရတဲ့မြင်းတောင်ပြေးမလွတ်နိုင်တာသူလွတ်နိုင်ပါမလား။တုံညာဖြူနေတဲ့လမ်းမဟုတ်လဟာပြင်းကြီးမဟုတ်ခြင်းကြောင့်လွတ်လန်းမျောလင်းချက်ရှိညာပြေးအောက်ကိုရှော့တွေးရမြမှန်သူတိတာကြောင့်မျက်လုံးကိုစုံမိတ်ပြီးတော့တိုးဝှပြင်းနေခြင်းဖြစ်ပါတယ်။သူပြေးလွှားနေခြောက်ကဘာတစ်ခုတွင်တို့ထိုးကျသွားရင်ဖះဖះလွန်စွာမြနေဆိုင်နဲ့ခြောက်ကဘာတစ်ခုဖြစ်နေခြင်းကြောင့်သူကကြာသွားခြင်းမဟုတ်ပဲ မြေကြီးကသူ့ရဲ့တိုင်လျင်မြန်သောရှင်နှုံနဲ့ပြေကပ်လာတယ်လို့ပြောရမယ်။သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့မဟာပထဝီမြေကြီးစုံသွားတာနဲ့သူ့ရဲ့စိတ်လျင်က ပေါ်ပါလွန်ပြန်သွားပါတယ်။သူကိုယ်နိုင်ပင်အံ့ဩမိတယ်။သူထင်သားလို့နာကျင်ခြင်း၊ကြိုက်ခဲခြင်း၊မုန်းနောက်ခြင်းအလျင်မရှိပါစေ။ဒီတော့သူခြေသွက်လက်သွက်ကျလာတဲ့အမြင့်နေအောင်လမ်းမျောကြည့်တယ်။အာပေါင်းမြင်လိုက်လားကြည့်လား။မဟုတ်သေးပါဘူး။ဒီလောက်အမြင့်ကြီးကကျလာတာဘာမှမဖြစ်တာအံ့ဩစရာပါလား။ ူတွေးမိပါတယ်။သူကြောင့်သူ့ကိုယ်သူပြန်လဲစမ်းစစ်ကြည့်တယ်။ခြေလေးလက်တွေလှောက်ခါကြည့်တယ်။ပိုကြီးပေါ်ပါနေတယ်လို့။음၊သူ့မှာကြောင်စည်းလေးထိုးထားခြင်းမရှိ။ဘယ်တွေ့ကြများပါလဲ။ဟုတ်ပြီ။လူတိုင်းမှာကံတရားရှိတယ်။ထိုးကံတရားကြောင်များလား။သူတွေးမိပြန်နေ။အိုးဖြစ်ချင်တာဖြစ်။လက်တလုံးသူ့ရဲ့စိတ်ထဲမှာရှိနေသေးမှာ။မိမနဲ့ကလေးကိုတွေးကျင်စိတ်ပြင်းပြနေခြင်းမှာ။သူ့ကြောင့်သူပြုတ်ကျနေရအမြင့်တော့လမ်းမျောကြည့်ပြီးကုတ်တွေတက်လိုက်တယ်။အလိုလိုတိတ်ဟုတ်ပါလား။ ခက်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 တက်ရမယ်ထင်ထားတာအခုကျတော့လွယ်လိုက်တော့သူကြကဘာအောက်ကိုပြုတ်ကြတော့ငါတောင်မှလေးလေးပင်ပင်အခုကန်းငါတွေတက်တော့ပေါပါလိုက်နေတာမောပန်းခြင်းမရှိ လေးလံခြင်းလည်းမဖြစ်တခဏတွင်ခြောက်ကဘာထိုက်တဲ့သူရောက်ရှိလာတယ်မင်းဘယ်မရုံသူ့ရဲ့ဖော်ရီဝါခုတ်ဖက်ဝါခုတ်ဖော်ရီတောင်ကြီးမြောက်ကြီးနဲ့ဘေးဘီကြီးဘာမှမရှိကြည်ဘသူမှမတွေ့ဒီတော့သူပြုတ်ကြရခြောက်ကဘာအောက်ကိုငုံကြည့်လိုက်တယ်အမေ ူရီချစ်ဆုံးတငယ်ချင်းဖိုးခွေဂုံဂုံကွက်ကွက်နဲ့ဘာရီငုံကြည့်နေပါလေဖိုးခွေရော သူ့လိုပြုတ်ကျလာတာလားဒါမှမဟုတ်သူ့ကိုရှာနေတာလားသူ့ထင်လိုက်တာကြောင့်အပေါ်မှာလှမ်းអော်လိုက်တယ်ဟေးဖိုးခွေဖိုးခွေဟေးဘလိုပဲអော်ခေါ်ခေါ်ဖိုးခွေမကြားပါကြည့်ရှိစီတော့ဖိုးခွေကသူ့ထက်ဒီတော့ကိုကျွမ်းတာကိစ္စမရှိပါဘူးသူ့ဘာသာပြန်လိုက်မယ်လက်တလောသူ့အိမ်ပြန်ကျင်နေပြီသူ့ကြောင့်ဖိုးခွေကိုထားခဲ့ပြီးတော့သူပြေးလွှားခဲ့ရလာလန်းတို့ရှောက်ပြန်ခဲ့ပြန်နေတယ် သူ့ရှောက်ရမှာသူ့တွေကန်ကောင်းတယ်လို့ပြောရမင်းသူ့နောက်လိုက်နေတဲ့စင်ကြီးဘယ်စီရောက်သွားတယ်မသိချင်းသူ့ဖြစ်ငါဒီလိုရှောက်လန်းနေ၍တော်တော်နဲ့သူအိမ်ပြန်မရောက်နိုင်မှန်းသိတာကြောင့်ပြေးလွှားလိုက်ပြန်နေမြန်လိုက်တဲ့ဖြစ်ချင်းပေါ်ပါလိုက်တဲ့ဖြစ်ချင်းသူ့ပြေးလွှားနေခိုင်းရှေးရလမဲကြီးနဲ့စီးရိုက်ချင်းကိုခံလိုက်ရရင်သူ့ရိုက်ချစ်ပြန်တာကြောင့်ပလက်လက်ကြသွားပါရင်တော်တော်ရစ်စက်သူမိုင်းရင်သူပါလားအရှိန်နဲ့ပြေးလာသူမညာမတကိုကျဲမဆောင်စီးရိုက်ရတယ်လို့ ဒေါရအမြင့်ချောင်းချောင်းဖြစ်ပြီးတော့သူကထိုလူကိုကြည့်လိုက်တယ်။သူထင်သားလူလူတယောက်မဟုတ်ပါကြည်ဝဲဝင်တကောင်လေးမဟုတ်သူ့ကိုပြုံးပြပြင်းနဲ့ကြည့်နေတယ်။အမွေးရှိမဲမဲမြေဝေါနီရဲရဲလူနဲ့တော့အတော်လေးစင်ပါတယ်။သူ့ဖြစ်တာကြောင့်မင်းမသူလဲ။ဘာလုံးကကိုရိုက်တာလေ။ဤသူ့သူကမေးလိုက်တာကြောင့်ထိုတော်ဝါခံကသူ့ရဲ့နားသို့ခြေတလန်တိုးလာတယ်။မင်းပယ်သွားမလို့လဲ။ဘာလုံးကနယ်မြေကိုဖျက်လာတာလေ။ဟာဟာရဲစရာကောင်းနေတော့နိုင်ငံတော်ပိုင်တက်တော်ရဲမှာ လာဆောင်ရသူချင်းချင်းသူ့ပိုင်နဲ့နဲ့မြည်တဲ့ဒီလန်းကိုဖြတ်ခွန်သူ့စီမှာတောင်းရမယ်ပုံမှန်လားတို့ကြောင့်သူကအောင်မင်းမင်းကကြီးကျယ်လို့မင်းဘသူလေးဘာကောင်လေးလူလားစကားပြောရတဲ့တရိစံလားအောင်မင်းမင်းကညာငါ့ကိုမေးရတဲ့ရှိသေးငါဘသူလေးသိကျင်ပြောပြရတာပေါ့ကွာဒီမဟိတ်ကောင်ငါဒီတော့ကိုပိုင်စားရထားတဲ့တောဆောင်တာတေးပဲကွာမှတ်ထားငါတော့ရဲမှာနေကျင်ငါစကားနားထောင်ငါတော့ကပြတ်တန်းခွင့်သွားကျင်ငါမှာခွင့်တော့ အခုလိုသွားချင်နိုင်တော့လာချင်နိုင်လာလို့မရဘူးမှဟာဟာဟာမင်းပိုင်နဲ့နည်းမြေလို့ဆိုလိုတာလားကောင်းပြီဒီနည်းမြေကိုမင်းယူစီလို့ဘသူကပေးထားတာလဲกินထားပါလေမင်းနည်းမြေမှာငါမနေနိုင်ပါဘူးခါခါရဲရတောင်းပန်ပြီးနေပါဆိုလည်းမနေနိုင်ဘူးသိလားရှင်းရဖယ်ကွာငါလန်းငါသွားမင်းငါအိမ်ကပြန်မယ်ငါမှအိမ်ရှိတယ်မိမရှိတယ်ကလေးရှိတယ်ပြီးတော့တွေ့ရစကားမဆုံးခင်မှာပဲတောဆောင်သားတရားဟဲ့ဟဲ့ပဲပဲရှယ်လိုက်တယ်ဟာဟာဟာ လာလာသေးတော့အဲ့ဒါမင်းနဲ့မဆိုင်တော့ဘူးကွာပြဲမှာဗျာပြဲမှာငါသဘောပေါက်ပြီမင်းက fresher လေးပဲမင်းတွေ့ကောင်းသောစကားလေးတစ်ခုငါမှလိုက်ပြသည်ငါပြောတဲ့တိုင်းသာတလန်းလုံးအတားစီးတွေကိုပြောသွားမင်းအိမ်ကိုချော့ချော့မော်မော်ပြန်အောင်သွားလိုက်ပြီဒါပေမဲ့မင်းအိမ်မှာခဏပဲနေခွင့်ရမှာပြီးတော့ငါနေရာကိုပြန်လာရမှာပဲကွာကဲကဲသွားပါသွားပါမင်းပြန်လာမှာကောင်းကောင်းဆုံးမှာတော့မင်းလူဘဝလို့ မှန်ထားဘယ်တော့မှငါပြန်မလာတော့ဘူးစုံမချင်းခုစုံမလို့ရရင်ငိမ့်ခန့်နေမယ်များမှန်လားစောစောကကောင်းတောင်မှမင်းကငါ့ကိုချုံခုပ်ပြီးတော့အမတ်တမိတ်တိုက်ခိုက်လို့ငါခံလိုက်ရတာလ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 ေးတဝဲတလန်းစမ်းကြည့်ရပေါ့လွန်မင်းစာသောတာထွက်နေတဲ့သူ့ကိုတောဆောင်တာတရားပြုံးထိတ်ထိတ်ကြည့်ကဲပါကွာတော့မှတော့ဆန်မှာမပူပါနဲ့နောင်မလွဲမသွေပြန်ကြုံရမယ်သူတွေပဲအခုနေခါချိန်ကလေးရှိတော့ခက်မြမြန်သွားလိုက်စမ်းပါ မင်းတက်စက်ကနိုင်မင်းနဲ့တိုင်းကတန်ဖိုးရှိနေတယ်ဆိုတာနောက်တော့မင်းသိလာမယ်ဒီတော့မှမင်းကကိုကျေးဇူးတင်ရမှန်းသိမှာကဲတော်တော်တော်ရှေးမောပြီးတော့သူ့ရဲ့ပါထွက်သွားတယ်တောဆောင်တာတီရဲ့လက်ရက်ကိုခံမြင်မိတဲ့ကြောင့်တောက်တစ်ချက်ပြင်းပြင်းခောက်ပြီးသူ့သွားလို့ရလန်းကိုဆက်သွားလိုက်တယ်အန်ဖွဲတိပါလားတာတီပြောလို့အနောက်ရှေ့အတားစီမကြုံငယ်ကြီးသူ့နဲ့ပြေးလိုက်ရှောင်းလိုက်ရွာဆက်သူ့ဝင်ရောက်ခဲ့ချေပြီရွာဆက်ဆိုတဲ့မှာ ်ပဲခူးယိုးမဆက်မှရှိတဲ့ရွာသိမ်ရွာငယ်လေးတစ်ခုဖြစ်တဲ့မိလောင်ကုန်းကျေးရွာလေးဖြစ်ပါတယ်။သူနဲ့လောက်ပေါ်ကိုင်မဲ့ဖိုးခွေးနေထိုင်ရာရွာဖြစ်တဲ့သူဝါခောက်လာတိုင်းဖိုးခွေးကိုဝင်ခေါ်ရင်တညတာတဲခူရာဖြစ်တဲ့အင်းဖိုးခွေးမိန်းမကိုဝင်းနှုတ်ဆင်းရကောင်းလို့ဖိုးခွေးတော်ထဲမှာကြံ့နေတာဝင်းပြောရကောင်းလို့သူစဉ်းစားမိရင်သူ့ညာထိုးသွေးကိုတို့ဖြစ်လိုက်တယ်။ရွာရဲသူ့ပင်မဝင်ကြည်ရွာဆက်ပက်လမ်းမှာဖျက်ရှောက်ရင်ဖိုးခွေးရဲ့အိမ်ထံကိုခဲတလုံးပေါက်ခဲ့သေးတယ်။ ခရီးသွားနေနှုတ်ဆက်ကျင်တာဖြစ်ပါတယ်။သူပေါက်လိုက်တဲ့ခဲကြောင့်ဖိုးခွေမိမထွက်ကြည့်တဲ့တို့ဖြစ်သူကလက်လန်းပြရင်မဝင်တော့ဘူးအရေးကြီးကိစ္စရှိသေးလို့ပြောလိုက်တော့လေသူအဖိုးခွေမိမမြင်ဟန်မတူကြီးငေးကြောင်လို့နေပါတယ်။သူနဲ့ဘာမှဝေးကွာကြသည်လည်းမဟုတ်ပါကြီး။ဒီမိမဘလို့ဖြစ်နေပါလိမ့်။ရှိစေတော့အချင်းချီတော့သူသွားရအောင်မလား။သူကမိလောင်ကုန်ကြေးပါမှအုတ်ကန်တို့ရအောင်သွားရအောင် မေး။သူကအုတ်ကန်သားဖြစ်ပါတယ်။ ။တာယာရီသူနဲ့အိမ်တော်ကြပြီ။အိုကေဈေးပင်စိတ်မှာနေထိုင်သူလည်းဖြစ်ပါရယ်။လမ်းမှာတွေ့ရမြမိတ်ဆွေတွေကိုစကားမပြောနိုင်။ပြောင်းရောင်းနာပြုံးပြနှုတ်ဆက်တဲ့။သူကပြုံးပြနှုတ်ဆက်ပေမဲ့ညီသူအမြပြန်လဲတုံ့ပြန်နှုတ်ဆက်ဖို့မရကြည်။ဘလို့ဖြစ်ကြတာပါလဲ။သူကတွေးနေရင်ရှောက်မိရဲ့။သူနဲ့တမယာခုံကတော့ရောက်လာတယ်။ထိုစဉ်သူ့ရဲ့နောက်ကျောမှနေပြီးပကုံးလမ်းပုတ်ရင်လက်ဆွဲလာတာတွေသူတယောက်ကြောင့်ရုတ်တရက်ကြည့်လိုက်တယ်။အင်းစီးပွားရေးအင်မတန်တောင်းကျမ်းသူ။ ဘာရောက်နေသူလဲရစားလားစီးတော်ပြီလားဝက်ထားစားထားတာကတော့နှက်ဝက်နှက်စားပြီဈေးတဲ့ဒါမှမဟုတ်ဇက်ဖွဲ့တွေကသူ့ကိုသိနေတဲ့အတိမိတ်ဆွေတယောက်ပဲဖြစ်မင်းဝေခွဲမရဖြစ်နေစဉ်မင်းဒီရွာတဲ့ဝင်ခွဲမရှိဘူးဟဟလူဝင်မှုကြီးကြပ်ကြီးကတေလုံးနှက်ဖြစ်လာတဲ့သူထင်မှဟဟဒါမှမဟုတ်ယူသွက်နေတဲ့သူများလားသူတွေးထင်မိတာကြောင့်သူကအချိန်ကုန်ခံအဲ့ထောက်စကားမပြောလိုတာကြောင့်ဥတီယာလန်ကိုဆက်ပြီးတော့ရှောက်လိုက်စဉ် သူ့ရဲ့ကြောပြင်ကိုလောအပြင်ကြမ်းကြမ်းကြီးနဲ့အားကုန်လွှဲရိုက်လာခြင်းကြောင့်ဟတ်ထိုးလဲကျသွားတယ်။သူ့အားကိုထိလျောက်စော်ကားလာသည်ဖြစ်၍ပြန်လဲတုံ့ပြန်တိုက်ခိုက်ဖို့ကောင်းရုံပြီးတော့ထလိုက်တဲ့မယားကြီးလီးလန့်သောအရာဝတ္ထုတစ်ခုကပိတ်ကပ်ထားသလိုဖြစ်နေတယ်။ဘာလို့တာလဲ။ဘာလို့တာလဲ။အော်ဟေ့ယုံကန်ဇော်ကျွေးပြန်ရင်ပိလက်လန်ပြီးတော့ပြန်ခံလိုက်တဲ့ထိုနဝဲနှစားနေပုပ်ကပိလက်လန်ရက်ကန်ကန်ဖြစ်နေတဲ့သူ့ကိုသိချကြည့်။အော်မင်းကို ဟုတ်ပြီဟုတ်ပြီပြီးခဲ့တဲ့တလားလောက်ကဒီနေရာကနေမင်းတို့ဖြတ်သွားကြတဲ့ကမင်းဟာရိုးမာရောင်းကြီးမှာနေခဲ့မဲ့သူဆိုတာငါသိလိုက်တယ်ငါလူမသွားလို့ပါကွာသွားသွားသွားမင်းလည်းမင်းသွားကြည်မင်းဟာအင်မတန်တန်ရုံးစင်ကြီးရဲ့သူပဲအေးလေမင်းမယ်ခွင့်ရေးရှိတာပဲသွားနှုတ်ဆက်ကြည်မင်းဟာတန်ရုံးစင်မဖြတ်နိုင်ရင်မင်းအိမ်သားတွေကမင်းကိုဖြတ်ကြလိမ့်မယ်သူတို့ကမဖြတ်နိုင်ကြရင်ဘုန်းတော်ကြီးတွေကဖြတ်ပေးလိမ့်မယ်ကဲသွားသွားသွားအချိန်လေးရှိတော့သွားလိုက်ဟိ့ ဆိုကထိုနဝက်နဲ့စာနေလူပုဂ္ဂိုလ်ကတမယာကောင်းရွာဝင်ညောင်ညိုပင်ကြီးအထက်ပြားသောလွှာကနေခုန်တက်သွားတယ်။ဘလို့တွေလေဘာတွေလေသူနားမလည်အောင်ဖြစ်နေတယ်။ထိုးစင်တီဤကစိတ်ငယ်တစည်းကသူ့ရဲ့ရှေ့နာမှာထိုးရက်သွားတယ်။အရှိမရှိတဲ့ခီးသည်တဲ့ဆူကလှမ်းတားရဖြစ်တယ်။ရန်ကုန်ထိသွားမှာဒါဖြစ်ရင်လိုက်မယ်လိုက်မယ်။တီဤကစိတ်ကြီးပေါ်တော့ခီးသည်တွေစုပြုံတိုးဝေပြီးတော့တက်လိုက်ကြတယ်။ဒါကြောင့်သူကလည်းထိုးကားနဲ့ ခရီးကြုံလိုက်ရရင်ဖြင့်အစဉ်သင့်မယ်လို့စဉ်းစားနေစဉ်ဟိတ်ကောင်လာလေမင်းဒီကနဲ့လိုက်ရင်အိမ်မြမြန်ရောက်တာပေါ့ဆိုရဲကြားဘူးနေကြားတန်ကြောင်ကားပေါ်လန့်ကြည့်လေဘသူများလဲလို့လှမြင်ပါလားလှမြင်တော်ကောင်းလှမြင်တို့ကြောင့်အေးပြကြုတ်ပြန်မလို့ခမဘယ်တော့ပြောပြောဆိုဆိုလမ်းမေးလာတဲ့လက်ကိုသူကလမ်းဆွဲပြီးကားပေါ်လမ်းတက်တိတ်ငါတိုက်ကြည့်ပြန်မလို့အော်အင်းဒါပဲပြောပြတဲ့သူတွေးနေသူကိုတွေးနေကို သူ့ဖြင့်ဇီးပင်ရွာစိတ်အဝဲမှာတော်ကောင်းလာမြင့်ကသူ့ကိုကားပေါ်တွန်းချရင်စင်းတော့ရွာထဲထီမင်းကားစည်းဝယ်လုံးမရဘူး။အော်ပြောရင်လက်ကပြပြီးကားနဲ့ပါသွားပါလေ။အတော်ဆိုးပါလေတော်ကောင်းမှလား။သူ့ရဲ့ညင်ကအဲ့ဒီတိုင်းပဲမူးရင်ပိုဆိုးသေးတော်ရဲမှဆိုရင်လေဝါခုတ်တဲရီစီလား။တောက်စားမူးယူပြီးတော့ကြီးတိုက်နေတဲ့ကောင်။အန်ဒါပေမဲ့စိတ်ရင်းလေးကတော့ကောင်းပါလေ။သူအတွန်းချခဲ့သူကိုစိတ်မဆိုးတဲ့ပြင်ခွန်းလက်ကျင်းနေစာနဲ့လက်ပြပြီးပဲနှုတ်ဆက်လိုက်သေးတယ် ကောင်းစိန်ကြီးအတော်ဝေးဝေးရောက်၍သူ့မြင်မှတော်ကောင်းလာမြင်ပြောက်သွားရင်ဖြင့်အာနေပါဦးဩဟုတ်ပြီဟုတ်ပြီတော်ကောင်းလာမြင်ထူးဆန်းလိုက်တာဒီကောင်းသေးတာကြောက်ပြီပဲဘလို့ဖြစ်တာတော့မဟုတ်သေးပါဘူးတခုခုတော့လွဲကြော်နေပြီထင်နေတေးသွားတဲ့လူတယောက်နေဘာလို့များမျက်ဝါးထင်နေလာတွေ့နေပါလဲအင်းလေတေးသွားပြီဆိုတာအကြပဲကုန်လိုက်ကသူ့ရဲ့အတူပါကိုလိုက်ဖို့ခဲ့တာမှမဟုတ်တာသူမတေးလို့တွေ့တာဖြစ်မှာပေါ့တွေးလိုက်ပြီးရွာထဲသို့ဝင်လိုက်တဲ့ရွာထဲကိုဝင်လာနေ့ သူ့ရဲ့တကူလုံးရှိန်သိမ့်ဖိန်သိမ့်ဖြစ်သွားတယ်။ဘာကြောင့်များပါလဲ။ငပြားတက်ချင်လို့များလား။အဟမ်။အတန်ကြောင်းရကုတ်ကုတ်ပဲကြီးစီတို့လမ်းကြည့်လိုက်တဲ့ဘာမှမမြင်ရကြည်။ညီတို့များမတွေ့တော့လေ။အင်းမင်းအိမ်ပြန်လာပြီလား။မင်းခဏပြန်လာမယ်ဆိုတော့ငါသိပါရဲ့။ကဲကဲကဲတော်တော်တော်ညာကြရင်မင်းကားစီမှာခဏလာပြီးတော့နားခုတ်လို့ရပါရဲ့ကွာထူးခြားသောအတန်ကိုကြားလာကြတော့ဒေါသထွက်သွားတယ်အံ့ဩမှုလည်းဖြစ်သွားတယ်သူ့ဝိမိတ် သူအိမ်ကိုရာခြေလှမ်းလိုက်ပါရင်သူရဲ့ခြံဝါကိုရောက်လာရင်အိမ်ပေါ်လမ်းကြည့်လိုက်တဲ့သူတွေ့ကျင်တဲ့မိမနဲ့ကလေးတွေကိုတွေ့လိုက်ရတာကြောင့်လေအာရဝန်တာလှမ်းအောင်နှုတ်ဆက်တဲ့သူရဲ့တန်ကိုကြားမုံမရသူ့ကိုမြင်မုံမရတာမီနှစ်ယောက်ပြုံးရွှင်ရဲမောပြီးတော့ပျော်နေကြရင်ရှိစီနော်သူတို့ပျော်နေကြလို့ဖြစ်မှာပါဆိုပြီးခြံတွင်းလမ်းဝင်လိုက်တော့မမြင်နိုင်သောဆွမ်းအားတစ်ခုကသူ့ကိုတွန်းခံလိုက်ခြင်းကြောင့်အဝေးကိုသူကလွှင့်စင်ကျသွားတယ်သူလဲနေရလူလဲပြန်ထလိုက်တဲ့ဖိနေ ခြံဝမှာရက်နေတာဘသူများပါလဲသူရဲ့အိမ်သားမဟုတ်ကြိဘဲကလေသူ့ဖြစ်ရသူကအောင်မမင်းငါများငါဒီအိမ်ရှင်ကမင်းကိုဘယ်တော့ကချမ်းဆောင်ခံထားတာလဲရာရာဆော့ဆော့အေးပေါ့လေငါဒီကနေထွက်သွားတာတလားရှိပြီဒီအိမ်မှာမင်းကချမ်းဆောင်ဖြစ်နေပြီပေါ့ဖဲဖဲဖဲဟိုမှာငါမိမနဲ့ကလေးငါသွားတွေ့လာအောင်မေးမင်းကတာဝန်သိပြီတစ္ဆာရှိကြောင်ပြောပြပါမယ်ကွာနောက်ဆိုရင်မင်းငါစကားမှာတသွေးမတိန်နားထောင်ရမယ်နော် သူထိုတို့ပြောလိုက်ရဲ့နေ့ခြံတွဲဝင်မိုးကျူးဆန်းလိုက်တော့စောစောအကောင်ကသူ့ကိုတွန်းထိုးလှက်ပြန်နေဟဲ့ကောင်ဒီတခါတော့သူ့ကိုခြံစောက်ကောင်ကခတ်ထန်တန်းခေါ်လိုက်ခြင်းဖြစ်ပါတယ်ဘာကွာသူတော်တော်ဒေါရထွက်သွားတယ်မင်းအိမ်မင်းနဲ့ငါတိရဲကွာဒါပေမဲ့မင်းကိုဝန်းကွက်မပေးနိုင်ဘူးဒါစီးကန့်မေးဘလို့ဝါလိဟာငါအိမ်ငါမိမငါကလေးဟိုမဲမင်းမတွေ့ဘူးလားငကန်းရဲ့ဟာဟာမိမရဲ့မိမရဲ့တိုင်းရဲ့ ထိုကောင်အားပြောနေရင်မိမနဲ့ကလေးကိုလှမ်းခေါ်လိုက်ပေးမယ်။သူ့ရဲ့တန်ကိုမကြားကြပါကြီး။မဟုတ်သေးပါဘူး။သူ့ယောက်ျားသူ့ဖေဘာလို့များကြောက်ခေါ်တာမကြားပါလဲ။မမြင်ကြပါလဲ။နားများပေးနေပြီကြပြီလား။ကဲမဲကန်းနေကြပြီလား။ဒုက္ခပဲဗျာ။တိတယ်တိတယ်။တိရင်ဖေမရအောင်မင်းဝင်လို့မရအောင်။ဘာလို့လဲ။မင်းနဲ့မင်းမိသားစုကဘဝချင်းမတူကြတော့ဘူးလေ။ဘာ?ထိုချန်သောကောင်ရဲ့စကားကြောင့်တူတန်တော်ဖြစ်သွားတယ်။ သူ့စကားကြောင့်သူ့ကိုယ်သူပြန်ကြည့်မေသူဖြတ်တန်းခဲ့တဲ့လမ်းကိုပြန်လဲဆက်ဆဲကြည့်လိုက်တဲ့ထူတော့ထူသလိုပဲတောဆောင်ဒါတင်နဲ့တွေ့စဉ်ကတောမာတာတောဆန်းမှာမပူနဲ့နောင်မလွဲမတွေ့ပြန်ကြုံရမယ်သူတွေပဲတဲ့ပြီးတော့တေသွားပြီဖြစ်တဲ့တောကောင်လှမြင့်နဲ့တီအီကားလမ်းချုံစင်းရင်ကြုံရရသေးတယ်ပြီးတော့အရခုပြောတဲ့ဘဝချင်းမတူတော့ဘူးဆိုတဲ့စကားတန်ကိုလက်ခံရမလို့ဖြစ်နေတယ်ဟုတ်ပြီသူစမ်းစစ်မိချေပြီသူကြောက်ခဲ့တဲ့ကြောက်ကဘာကနိုင်နိုင်လေးမှမဟုတ်တော့ တေလောက်တဲ့အမြင့်မဲသူတကယ်တေခဲ့ပြီလားဒါကြောင့်လဲမိမနဲ့ကလေးကနီနီလေးရှိပေမဲ့မမြင်မကြားကြတာလားဖះဖះအမ်အခုမှဖះတလို့အလကားပေါ့ဒါဖြင့်လဲခဏတော့ဝင်များစီတိုးရှိုးတောင်းမှန်ကြည့်ရင်ချမ်းသာဝါခေါင်းခါမြေဒီတော့သူကမိမနဲ့ကလေးကိုငေးရကြည့်နေတယ်ဘလို့ဝင်ရပါကျန်သောကောင်ကလည်းသူ့ကိုလုံလုံဝင်ခွင့်မပြုချင်သူဖြင့်တဖြည်းဖြည်းမှောင်စာတန်းလာပြီဖြစ်ပါတယ်သူဖြည်းဖြည်းထုံညားဖို့ညကြရင် မင်းကစီမှာခဏလာနားလို့ရပါရဲ့ကွာမလိုက်တဲ့အတန်းကြားရရွာထိတ်ကကုတ်ကိုပဲညီးစီကိုသွားလိုက်တယ်သူတွေတညာတောင်နားကုတ်စရာပေးတဲ့ကုတ်ကိုပဲညီးကပုတ်ကိုကြီးကိုပဲကျေးဇူးတရားမလို့ဖြစ်ပါတယ်တညာလုံးအဲ့လိုလည်းမပြောကြည့်ရွာလန်းတိုင်းအင်စီတို့သွားလိုက်လာလိုက်လုံနေမိတယ်ရွာရဲကခွေးတွေကသူ့ကိုကြည့်ပြီးဥနေကြတယ်ထိုရွာကလေးမှရှိတဲ့ခွေးတွေဥနေခြင်းကြောင့်ဇီးပင်စိတ်ရွာကလေးရဲ့ထုံညအကြီးတန်းရုပ်ဆိုးခဲ့ပါတယ်နောက်နေ့ဝေလီဝေလင်းချိန်မှာ သူဟာအိမ်မက်စီတို့သွားလိုက်လာလိုက် လုံနေပြန်နေသူ့ရဲ့ရှေ့ရောက်တဲ့အခါမှာစိတ်နှလုံးမချမ်းမြေ့ဖွယ်ရမြင်ကွင်းနဲ့တွေ့ကြုံရတယ်။ဆော့ဆော့စီစီမြေ့ရဲ့ဆက်လက်နဲ့ငိုကြီးချက်မှငိုထားကြဟန်တူတဲ့မိမနဲ့ကလေးကိုအိမ်ပဝါမှာတွေ့လိုက်တဲ့ရွာတွေကလူများအိမ်ထဲမှာဝင်ထွက်ရှုပ်ရှက်ခတ်ကုန်ကြတယ်။ထိုစဉ်ဟေးကောင်လာ မင်းဝင်လို့ရပြီ။ဒါပေမဲ့တသက်လုံးနေလို့မရဘူးနော်။ခွန်နေရတဲ့ပတ်ပဲနေခွင့်ရမယ်။အန်ဩစရာကောင်းလိုက်တာ။ညကတော့အတင်းမောင်းထုတ် အခုတော့လေသဘောကောင်းနေလိုက်တော့ကြည်စင်သူ့ရဲ့လက်ထဲမှာလေတိုက်တွန်းနဲ့အောင်ကင်ထားလို့ပါလားသူခီးမသွားခင်ကအတင်လဲခဲ့တဲ့နတ်နတ်မေသူ့ကိုတော့မကျေနပ်ချီနိုးဝင်မေအရေးကြီးတာမိမနဲ့ကလေးအရင်တွေ့ဖို့မလားသူကြောင့်ဝမ်းသာအားရအိမ်တွင်သို့ပြေးဝင်လိုက်တဲ့မိမနဲ့ကလေးနာကိုပြေးကတ်တဲ့အလာလာမမြင်နိုင်တော့အားတစ်ခုအားကြာနေခံနေတယ်မိမငိုတယ်ကလေးငိုတယ်အမေအိုကြီးကငိုပါတယ်ဆွေမျိုးတစ်တိုက်က ချော့မော့ဖြောင်းပြနေကြရင်သူဟာမိမနဲ့ကလေးနာကံများသည့်ဖြစ်၍အိမ်ဦးကန်းတို့လမ်းပြီးတော့အကဲခတ်ကြည့်တဲ့သူရဲ့ခန့်ညာသောတပ်ပုံထောင်ထားရာကိုကြည့်လိုက်တဲ့အရှိမသူရဲ့အင်းကြီးသူရဲ့ပစိုးလွှားထားတဲ့နဘေးမှရှိတဲ့သူကြိုက်တတ်တဲ့ဒွေစီးကရက်တလိုက်ကိုမင်းညိပြီးတော့ပကံများတစ်ချက်ပေါ်မှာတင်ထားတယ်။သမင်းတဝဲဟင်းတို့ပုံထားတယ်။သူကြိုက်တဲ့ပဲဟင်းပါတယ်။ကုန်းတရားလည်းပါသေးတယ်။သူတွေအကြနာလှုပ်ထားတာပါလား။ ညီတို့ပင်ဖြစ်စေသူကချုံနေရာလေးမှာပဲလဲချလိုက်တယ်။သူ့ဘဝမှန်ကိုသူသိသွားပြီလေ။သူကတော့မြင်နေကြနေသူ့ကိုတော့မမြင်ကြ။သူပြောတာမကြားကြချင်းဒီတော့နေသားတယ်လို့သူနေလိုက်ချင်းဖြစ်ပါတယ်။နေမြင့်လာတာနဲ့အမျှဧတရေရောက်လာကြတယ်။ဝင်ညာထွက်ကြ၊သွားကြလာကြ။ညာဘက်မှာဖိုးခွေးရောက်လာတယ်။မိမနဲ့ကလေးကိုစကားတွေအများကြီးပြောကြတယ်။ကျွန်တော်တို့နှစ်ယောက်တိုးစင်အလိုက်ခံကြရတာလူပွဲသွားတယ်။သူလွတ်ရလွတ်ချောင်းပြေ ခြောက်ကပါအောက်ပြုတ်ကျသွားတာဖြစ်မင်းသူတောင်းမွားကြတဲ့အကြောင်းမှလည်းတခြားသောအကြောင်းမဟုတ်ခြင်းကြောင့်သူနေရမှာပဲလဲနေမြဲနေလိုက်တဲ့ဒိုနေမဆောင်ရင်နောက်နေ့တိုင်းနေသားတယ်လို့ပဲနေလိုက်တဲ့မိမနဲ့ကလေးတွေကိုတွေ့ရရင်သူကျေနပ်ပြီးတတရားနေ့မှာတော့လူတွေစုဝေးရောက်ရှိလာကြတဲ့နေ့လယ်ကင်းလောက်မှာတရတကြီးမှဆွေမျိုးတွေလည်းရောက်လာကြတဲ့မနဝေဝေရဲ့လို့ခြေစီတန်ကြားတာနဲ့သူ့ရဲ့ကြောတဲ့စိတ်သွားတယ်လို့အနည်းပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတွေလည်းအပြေးလွှားရောက်လာကြတဲ့ မိမနှစ်ကလေးကိုလေဆွေမျိုးသားချင်းတွေကနှစ်သက်ရင်အိမ်ပေါ်ကတွဲခေါ်လာကြတယ်သူ့ဖြည်းသူကလေမိမနှစ်ကလေးနောက်ကလိုက်ကန်လာခဲ့တယ်တုတ်တန်တစားပြင်တစ်ခုသွားနေခြင်းဖြစ်ပါတယ်ထို့တုတ်တန်တစားပြင်ရဲ့ဇယက်လို့ခေါ်တဲ့ခဲမကျဲကြီးထဲမှာညှိုးငယ်သောမျက်နှာများနှင့်လူရစုထိုင်နေကြရင်မော်တော်မတ်တရက်နေကြသူတချို့လည်းရှိပါတယ်ဟိုလျှောက်တီလျှောက်ကြသူတဦးစားနှစ်ဦးစားလည်းတွေ့ရတယ်ဇယက်ပေါ်မှာရုပ်ကလက်တစ်ခုအကြနာပြင်ဆင်ထားတယ် ထိုစရဲအနားကိုရောက်တာနဲ့မိမနဲ့ကလေးကထိုရုပ်ကလပ်ကိုပြေဖက်တွယ်ရေးအာရပါရရှိုက်ကြည့်တဲ့ငယ်ငုံချတော့တယ်။သူကလည်းတားမင်းနှစ်ယောက်နာမယောင်မလဲသွားကြည့်လိုက်တဲ့အောင်မေသူ့ရဲ့ခန္ဓာကိုယ်ကြီးပါလား။အင်းသူ့ရဲ့လှုပ်ဖော်ကံပဲတငယ်ချင်းဖိုးခွေးယူလာတာဖြစ်မေ။မိမနဲ့ကလေးကိုသူဘလို့နှစ်သိမ်းရမလဲ။ညီတို့မြစဉ်းစားများဖြစ်တာကြောင့်ပတ်ဝန်းကျင်တဝိုင်းသူရှောက်ကြည့်လိုက်တဲ့သူ့ကိုတရေတရားဖြစ်မိကြောင်းနှမျောတတာဖြစ်ကြောင်းပြောနေကြတဲ့သူတွေရှိလို့ ဒီကောင်သေးတာကောင်းနေလို့စုံနေကြတဲ့ဝေလေသူတွေ့လိုက်တယ်။သူတွေ့တရားရစရာပဲပေါ့။မကြမီချင်းကလေးမှသူ့ရဲ့ရုပ်ကလက်ကိုစရက်ပေါ်တဲချပြီးတော့မြေရန်တိတ်နေတခုမှထဲမြုပ်ထားလိုက်ကြတယ်။မိမနဲ့ကလေးကငိုလိုက်တဲ့ဖြစ်ချင်းသူကလွန်စွာစိတ်ထိခိုက်သွားတယ်။သူမိမနဲ့ကလေးရှေးရှောက်ဘလို့စခန်းသွားကြမှလဲ။သူမိမကတကောင်ကျွတ်သူ့ရဲ့ကလေးကဥတလုံးကဲဘလို့စိတ်ချလက်ချထားရမှလဲ။သူကကြံရည်သူတွေ့ရှေးရည်တွေ့ပြီးရှင်လေးနေပြန်တယ်။ သူပြည့်ခြင်းနောက်သူကဘလို့ပဲဖြစ်ပါစေဘလို့ဒုက္ခမျိုးနဲ့ကြုံပါစေသူတို့သားမိနာမနေပြီးတော့ကူညီနိုင်မဲ့နေလန်းကိုမပြစ်မနေကြံစီရမယ်လို့ဆုံးဖြတ်လိုက်တယ်။ခဏရဲ့ပြေးမြအောင်ရှက်လှဲတဲ့နေမှာသူချစ်တဲ့သူချစ်ခင်တွေ့တာရတဲ့တနာနေတဲ့သူအားထားခဲ့ရသည်ကိုစိတ်မချတဲ့မိမနဲ့ကလေးကသူအားရည်စူးရည်စဲချအမျှဝေပြီးသူ့အိမ်သူ့ကျင်းသူ့ရွာနှင်ထုတ်ခဲ့ပါရဲ့သူဖြစ်ခြင်းကြောင့်သူအားမိမနဲ့ကလေးနာနေခွက်မရတော့ဘဲလာလန်းတိုင်းပြန်ခဲ့ရတယ် နောက်ဆုံးမှာတော့ဘကိုးရုံးမှတောအတွင်းကတောဆောင်တာတီထံမှာခတသွားရောက်ခိုးလုံးနေရတယ်။အဲဒီလိုနဲ့ဒီကောင်လေးရကြံရဲခဲ့တဲ့မိမနဲ့ကလေးကိုတန်ရောစင်မပြတ်နိုင်လို့မကြွပဲရှိနေတာပေါ့ဆရာလေးရေဒီတော့မှသူဝါခုတ်နေကြမှလားဒါကြောင့်ဆရာလေးတို့ခုတ်ကြားနေရတဲ့ဝါခုတ်တဲ့တန်းတွေကဘသူဟုတ်ရိုလေ သူပဲပေါ့ဆရာလေးရေတနာဆရာပါမုတ်ဆိုးစောလူပြောပြရင်ရင်းနှင်းဖွဲ့ဇလန်ကိုနားထောင်ရင် ကျွန်တော်နဲ့လင်းမြလှိုင်းသည်စိတ်မကောင်းဖြစ်ကြတယ် တော်နှစ်အတွင်းကျွန်တော်တို့ကတော်ချောက်ခြင်းတော်မောက်ခြင်းမကြခဏဆိုလိုကြုံရတယ်ကြောက်လန့်ခြင်းအလျင်မဖြစ်ခဲ့ဘူးချင်းရံဖန်ရံခါတော်တော်အလျောက်ထိုတော်ချောက်ရာစီကိုတနက်နေ့တတိုင်းတိုင်းပြက်ခဲကြသည်ရှိပေမယ့်ယခုခါမှာတော့ကျွန်တော်တို့အာအိမ်မြလျောင်နှောက်ရှက်နေတဲ့ဝါခုတ်တဲ့စူစူညံညံလေးကိုနားဆွရင်သူရဲ့မိသားစုတွေဝိညာဉ်နဲ့ဝါခုတ်လေးရှိနေသေးတဲ့ဝါခုတ်သမားလေးကိုတနာခေယူနာတက်ပြီးတော့ရှိကြပါတယ်ဟုတ်ကဲ့ပြည်သက်များရှင် စာရေးသူကိုပိုင်ရေးသားထားတဲ့ဧည့်သည်အစိမ့်ဆိုတဲ့ဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးသွားပါပြီ။ဇလန်လေးကိုပြည်သက်တွေကြိုက်နေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်။အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။တာယာပျော်ရှင်စရာနေ့သစ်တွေကိုပိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။